မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့အတွဲလိုက်ပြက်ဒုံးလက်နက်တွေအပါအဝင်လက်နက်မျိုးစုံ200ကျော်ကိုရရှိခဲ့ပြီးတော့စစ်တုံးပန်း30ကျော်ကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မိုးစုံမြို့သိမ်းတပ်ခွဲကလာအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းများအတွဲလိုက်ပြဒုံလက်နက်ကြီးအပါအဝင်လက်နက်မျိုးစုံ83လက်120မမ2လက်60မမ71လက်81မမ1လက်ငချင်းမီ3လက် .5 တလက် RPG 2လက်ဂျမ်းမာတစ်စုံအတွဲလိုက်ဒုံလေးလုံးတွဲပြအမြောက်တလက်မိုင်းခဲရမျိုးစုံအမြောင်အများနဲ့စစ်အုံဆောင်ပစ္စည်းများအပါအဝင်လက်နက်မျိုးစုံ200ကျော်ကိုတင်စီရရှိခဲ့ပြီးတော့စစ်တုံးပန်း30ကျော်ကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မိုးစုံမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့လာပခခလာရ 88 88 148ဘျူဟာမူကြီးအခြေချပုတ်ကဲနေတဲ့တပ်စခန်းများအားလုံးတို့ကိုဇော်လိုင်လ24ရက်နေ့ညနေ9နာရီအချိန်မှာတောင်းတက်မှာ PSLF TNL ကအလုံးစုံဝင်ရောက်ရှင်းလင်းချိန်မုံသိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးမိုးကုံမြို့နယ်မှာရှိတဲ့တပ်စခန်းများကိုတောင်းတက်မှာ PSLF TNL က10027ဆစ်စင်ရေးအပိုင်း1အဖြစ်နဲ့ဇွန်လ25ရက်နေ့ကစတင်တိုက်ခတ်ခဲ့ပြီး တရင်ဘက်၄ဘက်အကြားဇူလိုင်လ24ရက်နေ့မှာစစ်ကောင်စီရဲ့တပ်စခန်းများအားလုံးကိုခြေမုံရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မိုးကုတ်အနောက်ပိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများဖြစ်ကြတဲ့ရွှေမြဝ AJD ဂုံအာကာမိုးဒေါ်နန်းကြည်တောင်ဘူဟာဂုံရွှေတာယာပန်းတပြေဖြူရောင်ဂုံတပ်စခန်းများကိုဇွန်လ30ရက်နေ့မှာရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့မိုးကုတ်အရှိပိုင်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာမန်တိုင်၅တပ်ငရမ်းအင်စခန်းရေကန်တောင်စခန်းတာဝါတိုင်စခန်းဗရမ ्या စီဒီစခန်းပမ်းမထိတ်ရွာ အချင်းထောင်နဲ့ရဲစခန်းအပါဝင်အစိုးရဌာနဆိုင်ရာရုံးများကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့မိုးကုတ်တပ်စခန်းကိုတောင်းတမရော PSLF TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေစဉ်အတွင်းမှာစစ်ကောင်စီရဲ့အရက်ဘတ်ဥတီတိုက်ခိုက်မှုတွေကြောင့်မိုးကုတ်ဒေသခံ64ဦးမရှိဦးကလင်းငယ်9ဦးသေဆုံးခဲ့ပြီးတော့59ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဖုန်ကြီးကျောင်း၄ကျောင်းလေရင်ဘုံစားထိမှန်ပြသခြင်းနဲ့လူနေအိမ်29လုံးမိလောက်ပြသခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်မျိုးသိန်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့နယ်အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့တော်လိုင်းအတပ်များကဒီကနေ့မနက်ပိုင်းမှာတင်ပိုက်ပြီးတဲ့နောက်လက်ကျန်နေရာတချို့ကိုတင်ပိုက်ရန်နဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဖမ်းဆီးရန်ကြံရှိနေသေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ကျန်နေရာတချို့ကိုအပိသက်တင်ပိုက်ဖို့နဲ့ထွက်ပြေးနေတဲ့ရန်သူတွေကိုဖမ်းဆီးဖို့သာအဓိကကြံတော့တယ်လို့ BPL ခေါင်းဆောင်မောင်ဆောင်ခါကလူမှုကွေရက်ကနေတစ်ဆင့်ထုတ်ပြန်ပြောဆိုထားပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့မှာရှိတဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကိုဒီကနေ့မနက်ပိုင်းမှာတိမ့်ပိုက်နိုင်ခဲ့ကြောင်း MNDAA ဘက်ကကြေညာလိုက်ပါရယ်။လားရှိုးမြို့ရှေ့တန်းတရင်ဇူလိုင်25ရက်23ရက်ကြာတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက် MNDAA တပ်မတော်မှလာရှိုးမြို့အရှိမြောက်စစ်ဒေသဌာနချုပ်ကိုဇူလိုင်25ရက်နေ့မနက်၄နာရီမှာလုံးဝသိမ်းပိုက်နိုင်ခဲ့သည်လာရှိုးမြို့ကိုလုံးဝလွတ်မြောက်ကြောင်း MNDAA တပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ်ကကြေညာသည်လမ်းရှုံမျိုးလွတ်မြောက်ရေးတော်လှန်ရေးလှုပ်ရှားမှုသည်တမိုင်းဝင်အောင်ပွဲတစ်ခုဖြစ်သည်လို့ MNDAA ကကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့လာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုဒီနေ့မနက်ပိုင်းမှာ MNDAA ကသိမ်းပိုက်ပြီးတဲ့နောက်လာရှုံမြို့အုပ်ချုပ်ရေးကော်မရှင်ကိုဖွဲ့စည်းလိုက်ပြီးတော့မြို့အုပ်ချုပ်ရေးနဲ့ပြည်လဲတိဆောက်ရေးကိုဆောင်ရွက်သွားမယ်လို့ MNDAA ကကြေညာလိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ် 23ရက်ကြာလာရှိုးလွတ်မြောက်ရေးစစ်စင်ရေးအပြီးမှာစစ်ကောင်စီတပ်များကိုမောင်းထုတ်နိုင်ခဲ့ပြီးတော့အောင်ဝဲရရှိခဲ့တယ်လို့သိရပါတယ်။လာရှိုးမျိုးဟာအထုဒေတာရဲ့အုပ်ချုပ်မှုအောက်မှာကြာရောက်နေပြီးတော့လာရှိုးမျိုးအုပ်ချုပ်ရေးအဖွဲ့ကိုဖွဲ့စည်းကအုပ်ချုပ်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကိုဆောင်ရွက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ဒါ့အပြင်ပြည်သူလူထုရဲ့အကျိုးစီးပွားကိုထိပါမှုများကိုအရေးယူမှာဖြစ်ပြီးတော့ MNDAA ကရဲဘော်များလိုက်နာရန်ချမှတ်ထားတဲ့ကျင့်ဝတ်နဲ့စီကံများကိုလည်းလိုက်နာရမှာဖြစ်တယ်လို့သိရပါတယ်။ ပြည်သူများအနေနဲ့တန်ကြားမှုတွေကိုပြုလုပ်နိုင်တယ်လို့ MNDAA ကထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်ကြီးကုန်းကြီးရွာတံတားမှာယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာ စစ်သားနဲ့ပြူစောတီ16ဦးထက်မနေတေဆုံးပြီးလက်နက်16လက်နဲ့ခဲယမ်းများကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ24ရက်နေ့ညနေ3:20မိနစ်အချိန်မှာကံပလူမြို့နယ်ကြီးကုန်းကျေးရွာတံတားမှာယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတီများကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ချိန်မုန်းခဲ့ရမှာအကြမ်းဖက်စစ်သားနဲ့ပြူစောတီ16ဦးထက်မနေတေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်သားများအုံပြုတဲ့ MA1 အမျိုးအစားတနက်တလတ် G3 အမျိုးအစားတနက်3လက်၊ပြောင်းချောတနက်တလက်၊ကာပိုင်အမျိုးအစားတနက်10လက်89မမတလက်နဲ့ခဲရန်အချုပ်ကိုတင်စီရရှိခဲ့ပြီးတော့ကင်းတဲ့စခန်းများကိုမိရှုဖြတ်စည်းလိုက်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုဗိုလ်ပိုင်ချဲကမ်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရဲနဲ့ JHKU ပူးပေါင်းအဖွဲ့တို့ကတိုက်ခိုက်ခြေမုံခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့လက်နက်ခဲယမ်းများနဲ့ကားများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ25ရက်နေ့မနက်7:20မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကို KIA KPDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့များကအပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့7နှစ်20မိနစ်မှာတပိတ်ချင်းမြို့နယ်တွင်းငယ်ရဲစခန်းကို KIA KPDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေအပိသက်သိမ်းပိုက်လိုက်ပြီးတော့လက်နက်တွေလည်းရတယ်ကားတွေလည်းသိမ်းဆီးရမိတယ်လို့ KIA ရဲ့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်ဂွမ်းမြို့နယ်ကိုအရခတ်တက်တော် AA အလွယ်တကူမဝင်ရောက်နိုင်ရန်တန်တွဲကွာကြားမှာရှိတဲ့တရား၃စင်းထက်မနည်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမိုင်းခွဲဖြတ်စည်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချင်းခွင်တရက်ပင်ခွင်စင်တင်ကလေးမှာရှိတဲ့တရားများကိုမိုင်းခွဲဖျက်ဆီးလိုက်ပြီးတော့ကွာမြုံမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာခံစစ်ပြင်းစင်နေကြောင်းဒေသခံတို့ကပြောပြထားပါတယ် တန်တွဲခွားချားမှရှိတဲ့တရားတွေကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်တာမှန်ပါတယ်။ခွားမျိုးထဲမှာလဲစီရေးပြင်ဆင်မှုတွေလုပ်နေပါတယ်။ဂိတ်တွေတိုးချတာ၊လူဝင်အားတွေဖြည့်တာ၊အေယာဝတီဘက်ကလာတဲ့စစ်သည်မော်တွေအတွားပြန်လုပ်နေတာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာရခိုင်ပြည်ကမြို့နယ်တိုင်းလိုလိုမှာအေအေရဲ့ထိုးစစ်ကိုကာကွယ်ရန်ဆိုတဲ့ခေါင်းစဉ်နဲ့မြို့အဝင်တရားများလမ်းမများကိုမိုင်းခွဲဖျက်ဆီးခြင်းတွေဇက်တိုက်ပြုတ်လုလာတယ်လို့သိရပါတယ်။တန်တွဲမျိုးကိုလက်လွတ်ဆုံးရှုံးခံရပြီးတဲ့နောက်မှာဂွားမျိုးနယ်မှာနောက်ဆုံးခံတပ်အဖြစ်နဲ့စစ်ကောင်စီကပြင်ဆင်နေခြင်းဖြစ်ပြီးတော့ ဝါမျိုးဟာ AOD တိုင်းနဲ့ဆက်ဆက်နေတဲ့ရခိုင်ပြည်ရဲ့အစွန်ဆုံးမြို့တွေဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဟာဝါမျိုးနယ်ဘက်ကိုရောက်ရှိလာနေတဲ့အတွက်စစ်ကောင်စီကလည်းစီရေးပြင်ဆင်မှုများကြောင့်ဒေသခံပြည်သူများဟာမြို့ကိုစွန့်ခွာပြီးတော့စစ်ရှောင်နေကြတယ်လို့သိရပါတယ်။နောက်ထပ်ဝါမျိုးကန်တအုပ်ကလည်းဝါမာကမနေသင့်တော့ဘူး။တိုက်ပွဲကအနားကိုရောက်နေပြီးစောစောစီစီစစ်ရှောင်ထားတာပိုကောင်းပါတယ်။မဟုတ်ရင်ပိတ်မိသွားလိမ့်မယ်။စစ်ကောင်စီတပ်သားတွေအဝင်အထွက်မတင်းကျပ်ခင်မှာဘေးလွတ်ရာကိုသွားတာကောင်းပါတယ်။မျိုးကလူတော်ဝက်လောက်ကတော့စစ်ဆောင်သွားကြပြီလို့ပြောဆိုထားပါရယ် ဝဒေသခံများဟာဘေးကင်းရာနေရာများကိုစစ်ဆောင်သွားတာဟာအခုရက်ပိုင်းအတွင်းမှာပုံမှန်များပြားလာပြီးတော့အာရခတက်တော်အေအေကလည်းမြို့နယ်တိုင်းကစစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခိုက်မှာဖြစ်တဲ့အတွက်ဒေသခံပြည်သူများအနေနဲ့ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။လက်ရှိတန်တွဲနဲ့ဝကြားမှာရှိတဲ့တပြူချိုင်ကမ်းခြေမှာရှိတဲ့မောင်ရွှေလေးရေဓာတ်ကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့များနေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများပြားကကြေးရွာများကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူ့ဘိုင်းပစ္စည်းများကိုခိုးယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ18ရက်နေ့ကနေစတင်ပြီးတော့ကျွန်းစုမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား200ခန့်နဲ့ပြင်ဝင်းရွာစမ်းတစ်ရွာဘက်ကနေစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့များနဲ့တိုက်ပွဲများနှေးစဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာကြီးရွာများကိုဇက်တိုက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကိုဖောက်ထွင်းကပြည်သူပိုင်းပစ္စည်းများကိုခိုးယူမှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာလက်ရှိအချိန်မှာဂျိုးတောင်ရွာမှာတပ်ဆွဲထားပြီးတော့လူအင်အားထပ်မံဖြည့်တင်းမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ ကျွန်းစုဝါရင်နဲ့ဂျိုးတောင်ဘက်မှာနေတိုင်းတိုက်ပွဲတွေဖြစ်နေပါတယ်စစ်ခွေးတွေတော့အထိနာနေပါတယ်ပြည်သူတွေရဲ့အိမ်ကိုဖောက်တာကအထိနာတာနဲ့မဆိုင်ဘူးရွာတွေကိုဝင်လာကြတဲ့ကအိမ်တွေကိုဖောက်တာ၁၈ရက်နေ့နဲ့၁၉ရက်နေ့လောက်ကစပြီးတော့တိုက်ပွဲဖြစ်နေတာခွေးရင်အားကတော့200ကျော်လောက်ရှိတယ်အခုဂျိုးတောင်ရွာမှာတက်ဆွဲထားတယ်ပြင်ဝင်းစမ်းသိရွာဘက်ကနေပြီးတော့ဝါရစ်ရွာတွေကိုစစ်သည်မောတွေပါစစ်ကြောင်းထိုးလာတယ် ပြင်ဝင်းကနေပြီးတော့စစ်တင်းမောနှစ်စီးနဲ့စမ်းတက်ရွာကိုအင်အား60ကျော်နဲ့ဝင်လာတာဒီကနေမှတစ်ဆင့်ခြေချင်းဝါရဲရွာကိုစစ်ကြောင်းထိုးလာတာနောက်ထပ်အင်အား40ထပ်ဖြည့်လာတယ်ဂျိုးတောင်ဘက်မှာလည်းအင်အားအလုံးရင်းနဲ့ထိုးလာတယ်လို့ကျောစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပကဖတ်တာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you <laughs>